မင်္ဂလာပါရှင်။စီအန်အိုင်သတင်းဌာနရဲ့တပတ်တွင်းသတင်းသုံးသပ်ချက်အစီအစဉ်ကနေကြိုဆိုလိုက်ပါရစေ။ဒီစီစဉ်ကိုတော့ကျမရန်နာနဲ့အတူကျွန်တော်အောင်ပြတို့ကတင်ဆက်ပေးမှာပါ။ဒီတစ်ပတ်မှာရောဘလို့သတင်းကြောင်းအရာတွေကိုတင်ဆက်ဖို့ရွေးချယ်ထားလဲဆိုတာကိုပြောပြပေးပါအောင်။ ရခိုင်မှာမွတ်စလင်နေမျိုးတောင်းမှုအနောက်အုပ်စုစေခိုင်းတာဖြစ်နိုင်တယ်ဆိုတဲ့အကြောင်းနဲ့ဒီအင်အားကြီးအဖွဲ့တွေတိုက်ပွဲမဖို့ရင်တော်လန်ရေးကိုတက်ရောက်မှုရှိနိုင်တယ်ဆိုတဲ့အကြောင်းတွေကိုဆွေးနွေးဖို့ရည်ချယ်ထားပါတယ်။ဒါဆိုရင်ရခိုင်မှာမွတ်စလင်နေမျိုးတောင်းမှုကအနောက်အုပ်စုစေခိုင်းတာဖြစ်နိုင်တယ်ဆိုတဲ့အကြောင်းကိုဆွေးနွေးဖို့ရည်ချယ်ချင်ပါတယ်။မြန်မာနိုင်ငံရခိုင်ပြည်နယ်အတွင်းဒီမွတ်စလင်တွေအတွက်တီးခြားလွတ်လပ်တဲ့ကိုပိုင်ပြည်နယ်ဖြစ်ပေါ်လာရေးကိုဘင်္ဂလားဒေ့ရှ်နိုင်ငံကအတိုက်ခံအင်အားကြီးပါတီဒီဂျမအစ်အစ္စလာမစ်ပါတီကတောင်းဆိုခဲ့တယ်။အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဗောလေဒီ AP 28ရက်ကဘင်္ဂလားဒေ့ရှ်နိုင်ငံကိုရောက်ရှိနေတဲ့ဒီတရုတ်ကွန်မြူနတီပါတီ CPC ကထိတ်တန့် န်းကုစရယ်အဖွဲ့နဲ့တွေ့ဆုံစဉ်မှာဆွေးနွေးညှိနှိုင်းမှုတွေပြုလုပ်ခဲ့ကြတယ်ဆိုပြီးတော့ဒီဘင်္ဂလားဒေ့ရှ်အခြေစိုက်သတင်းဌာနတွေကဖော်ပြခဲ့ကြတယ်။အဲ့ဒီတွေ့ဆုံမှုမှာမွတ်စလင်ဒုက္ခသည်အရေးနဲ့ပတ်သက်ပြီးတော့ဆွေးနွေးခဲ့ကြပြီးတော့ဒီရခိုင်ပြည်နယ်အတွင်းတိကျလွတ်လပ်တဲ့ကိုပိုင်ပြည်နယ်တစ်ခုကိုမွတ်စလင်ဒုက္ခသည်တွေအတွက်ထူထောင်ပေးဖို့ပါဝင်ကြောင်းလည်းသိရပါတယ်။အဲ့လိုဆွေးနွေးညှိနှိုင်းမှုတွေပြုလုပ်ခဲ့ကြတဲ့အပေါ်မှာပေါ့လေဒီစီးရေးနဲ့နိုင်ငံရေးကိစ္စတွေကြမှာဘယ်လိုသုံးသပ်ယူဆချက်တွေရှိနေလဲ။ တာမန်အားဖြင့်ကြည့်ရင်တော့ဒါကနိုင်ငံရေးအရာပေါ့လေနိုင်ငံရေးစကားတစ်ခုပြောလိုက်တာဖြစ်တယ်ပေါ့လေဘင်္ဂလားဒေ့ရှ်ဘက်ကနိုင်ငံရေးလုပ်ငန်းလုပ်တယ်ဆိုပေမဲ့တကယ်တကယ်တမ်းမှာကျတော့ဒီမြန်မာနိုင်ငံရဲ့အချုပ်အခြာအာဏာကိုကျော်ပြီးတော့လာလုပ်သလိုဖြစ်နေတယ်ဆိုပြီးတော့သုံးသပ်တာတွေ့ရပါတယ်ဒါကတော့လက်ခံလို့မရဘူးပေါ့လေနိုင်ငံရေးအရာသူတို့ပြောတာကတော့တက္ကနာပဲပေါ့လေတပိုင်းပဲဖြစ်တယ်ပေါ့ဒါပေမဲ့လေဒါကမြန်မာနိုင်ငံမှာဖြစ်ပျက်နေတဲ့အခြေအနေကိုသူတို့ကဝင်ပြီးတော့မြန်မာနိုင်ငံရဲ့နေနေမိတ်အပိုင်းခြားနဲ့ဘလို့တတ်မှတ်ရမယ်ဘလို့ခွဲဝေရမယ်ဆိုတာကတော့ မြန်မာနိုင်ငံရဲ့အခြေခံဥပဒေတိုင်းပဲတွားရမှာဖြစ်တယ်ပေါ့လေဒါကတော့တို့နိုင်ငံရေးစကားအရဘာကိုလိုချင်လို့ဒီမှာထုတ်ပြောတာလဲဆိုတာကတော့ခံမှန်းလို့မရဘူးဆိုပြီးတော့တုံ့သက်တာတွေ့ရပါတယ်ဒါပေမဲ့အထူးကအရေးကြီးတာကတော့အဲ့ဒီနေရာမှာတွားတွေ့ရတရုတ်အဖွဲ့ကဘယ်လိုမျိုးပြောပြီးတော့ဘယ်လိုမျိုးတုံ့ပြန်ခဲ့တယ်လဲဆိုတာပေါ့လေ သူတို့ဘယ်လိုဆက်အလုပ်လုပ်မလဲဆိုတာဒါကတော့စောင့်ကြည့်ဖို့လိုအပ်တယ်ဆိုပြီးတော့သုံးသပ်တာရှိပါတယ်။တေချာတာကတော့မြန်မာနိုင်ငံဟာအချုပ်ချာအာဏာပိုင်နိုင်ငံဖြစ်တဲ့အတွက်ကြောင့်ပဲမြန်မာနိုင်ငံရဲ့နယ်မြေဆိုင်ရာဆုံးဖြတ်ပိုင်ခွင့်တို့တတ်မှတ်တာတို့စတာတွေအကုန်လုံးကဒီဖွဲ့စည်းပုံအခြေခံဥပဒေအတိုင်းပဲသွားရမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒါကတော့ နိုင်ငံအတွက်ဘလို့မှလက်ခံလို့မရတဲ့ကိစ္စဖြစ်တယ်ဆိုပြီးတော့သုံးသပ်တာတွေ့ရပါတယ်။ဟုတ်ပါတယ်။ဒီ1942ခုနှစ်မှာဆိုရင်ပို့ပြီးတော့ဆူရတယ်ပေါ့လေ။ဒီအင်္ဂလိပ်တွေအိန္ဒိယကိုထွက်ပြေးတဲ့အခါသူတို့ရဲ့နောက်ကျောလုံမှုအတွက်ကိုဒီဘူတီတောင် KI မောင်တော့ခိုင်မှာရှိတဲ့ဘင်္ဂလီတွေကိုဒုတိယကမ္ဘာစစ်မှာအကောင်းဆုံးလက်နက်တွေပေးခဲ့တယ်။အဲ့ဒီမှာပဲမောင်တော့ခိုင်မှာဘင်္ဂလီလက်နက်ကိုင်တွေရဲ့အကြမ်းဖက်မှုနဲ့ရခိုင်တိုင်းရင်းသားလူဦးရေ3000ကျော်နဲ့ကျွေးရပေါင်း300ကျော်မိရှုဖျက်ဆီးခံခဲ့ရပြီးတော့ဒီအသက်ခံခဲ့ရတဲ့သမိုင်းကလည်းအထင်ရှားရှိနေတယ်ပေါ့လေ။အဲ့ဒီကလေးကတေးချဘင်္ဂလီနယ်မြေထူထောင်မှုကိုကျူးစားလာကြတာဖြစ်တယ်။အခုထိလည်းသမိုင်းအမျိုးမျိုး နဲ့အဖြစ်မှန်နဲ့ကင်းကွာပြီးတော့မှပြောဆိုမှုကိုဒီမြန်မာနိုင်ငံမှာတိုင်းရင်းသားပြေးကိုပေးရမယ်ဆိုတဲ့တောင်းဆိုချက်တွေနဲ့လှုပ်ချလာတော့ဟိုဒါကမြန်မာနိုင်ငံတနိုင်ငံလုံးကတိုင်းရင်းသားညီကိုမောင်နှမတွေကမြန်မာနိုင်ငံမှာသူတို့ပြောနေတဲ့ Sogor Ranger ဆိုတဲ့နာမည်ဟာမြန်မာသမိုင်းမှာတခါမှမရှိခဲ့ဘူးမြန်မာတပြည်လုံးကပြည်သူတွေအားလုံးမြန်မာနိုင်ငံမှာတာဝန်ရှိတဲ့အစိုးရတာဝန်ရှိပုဂ္ဂိုလ်တွေကရောပြီးတော့လွတ်တော်အစီအစဉ်ကရောတိုင်းရင်းသားလူမျိုးအားလုံးကရောတပြိုင်တည်းထဲနဲ့ညင်းပယ်ထားတာဖြစ်တယ်ပေါ့လေအဲ့ဒါကြောင့်တီးခြားနေမြေထူထောင်နိုင်မှုအတွက်ကတော့ မြန်မာတပြည်လုံးမှာရှိနေတဲ့ပြည်သူလူထုအနေနဲ့ဘယ်လိုနည်းနဲ့မှလက်ခံနိုင်မှာမဟုတ်ဘူးဆိုပြီးတော့ပြောဆိုမှုတွေရှိပါတယ်။ဒီလက်ရှိမှာတော့ရခိုင်ပြည်နယ်မှာမြန်မာတပ်မတော်နဲ့အေအေအကြားတိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားနေပြီးတော့မွတ်စလင်တွေနေထိုင်တဲ့ဘူတီတောင်မောင်တော်ရတိတောင်မြို့နယ်တွေကိုအေကထိန်းချုပ်ထားပါတယ်။ ကောင်းပါပြီရှင်ဒါဆိုရင်တော့နောက်ထပ်အကြောင်းအရာတစ်ခုဖြစ်တဲ့ဒီအင်အားကြီးအဖွဲ့တွေတိုက်ပွဲမဖော်ရင်ပေါ့လေတော်လိုင်းရေးကိုတက်ရောက်မှုရှိနိုင်တယ်ဆိုတဲ့အကြောင်းကိုဆက်ပြီးတော့ဆွေးနွေးချင်ပါတယ်တရုတ်ရဲ့ဂျောင်းဝင်ဆိဆက်ပေးမှုကြောင့်ကိုကန်တပ်ဖွဲ့ MNDAA ဟာဒီ2024ခုနှစ်ဩဂတ်3ရက်ကတင်ပိုက်ထားတဲ့လာရှုမျိုးကိုမြန်မာတပ်မတော်ထံကိုပြန်လည်လွှဲပြောင်းပေးခဲ့ပြီးတော့သူကတော့ကိုကက်အထူးဒေတာတစ်ကိုအုပ်ချုပ်ခွင့်ရသွားခဲ့တာပါအဲ့ဒီလိုပဲ DNL အနေနဲ့လဲဝါကနေတစ်ဆင့်ဆွေးနွေးညှိနှိုင်းမှုတွေဖြစ်ပေါ်လာနိုင်တယ်ဆိုပြီးတော့သုံးသပ်မှုတွေဟာလည်းရှိနေတာဖြစ်ပါတယ် အဲ့ဒါကြောင့်ပဲအဲ့ဒီလိုအင်အားကြီးလက်နက်ကင်အဖွဲ့အစည်းတွေကလက်နက်ကင်တော်လှန်ရေးကိုမဖော်ဆောင်ဘဲရက်လိုက်မယ်ဆိုရင်ဒီလက်ရှိသွားနေတဲ့တော်လှန်ရေးလမ်းကြောင်းနဲ့ပတ်သက်ပြီးတော့စစ်ရေးနဲ့နိုင်ငံရေးအခက်အခဲတွေအကြမ်းမာရောဘယ်လိုတုံ့သက်ချက်တွေရှိနေလဲဟုတ်ကဲ့ပါဒီလက်ရှိမြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့တော်လှန်ရေးအင်အားစုတွေရဲ့တိုက်ပွဲဖော်ဆောင်မှုတွေကတော့အများကြီးရှိတယ်အဲ့ဒီအများကြီးရှိတဲ့နေရာမှာသူဟာနဲ့သူကတော့ပတ်သက်ဆွနေမှုကအနည်းနဲ့အများဆိုတာရှိပေမဲ့တစုတစည်းတည်းဖြစ်နိုင်တဲ့အခြေအနေလုံနိုင်တဲ့အခြေအနေကတော့ဒီအခက်အခဲတွေအများကြီးရှိတယ်ဆိုတာကပကတိအရှိတရားပေါ့လေဒီ TNL တို့လိုဝါတို့လိုမျိုးအင်အားရော အခြေအနေရောကောင်းတဲ့လက်နက်ကင်အင်အားကြီးအဖွဲ့အစည်းတွေကအဲ့ဒီလိုမျိုးလက်နက်ကင်တော်လှန်ရေးကိုမဖော်ဆောင်တော့ဘူးရက်လိုက်မယ်ဆိုရင်ပေါ့ဒီလက်ရှိလုပ်နေတဲ့လက်နက်ကင်တော်လှန်ရေးအတွက်ကတော့တစုံတရာအကျိုးသက်ရောက်မှုရှိနိုင်တယ်ပြီးတော့ဘလို့ပဲဖြစ်ဖြစ်လက်ရှိအချိန်မှာကမြန်မာနိုင်ငံရဲ့ ဗဂရီရှိနေတဲ့ပုံမှန်အနေထားမဟုတ်တဲ့နိုင်ငံရေးခင်းကျင်းအောက်မှာကတော့တိုက်ပွဲတွေကလည်းတချို့နေရာတွေမှာဆက်ရှိနေမယ်ဆိုတာကတော့ရှောင်လွင်းလို့မရဘူးပေါ့လေပြပွင့်လင်းလင်းပြောမယ်ဆိုရင်တော့ဒါကအားနေသွားတာလားဒါမှမဟုတ်အားရသွားတာလားဆိုတာကဗဂရီရှိနေတဲ့အခြေအနေအရကတော့တက်ဆိုင်သူတွေရဲ့အဖွဲ့အစည်းအတိအကျမှာတော့ဒီအမြင်နေရှုထောင့်နေအမျိုးမျိုးရှိမှာပဲဆိုပြီးတော့တုံ့တက်ပြောဆိုမှုတွေလည်းတွေ့ရပါတယ် လက်ရှိမှာတော့မြောက်ပိုင်းမဟာမိတ်အဖွဲ့၃ဖွဲ့ဟာဧပြီလ၁ရက်ကနေ30ရက်အထိတက်လာတာတစ်ဖက်သက်အဖြစ်ခတ်ရဲစဲကြောင့်ကို2025ခုနှစ်ဧပြီလ၁ရက်မှာပူးတွဲကြေညာချက်ထုတ်ပြန်ထားတာပါ။အဲဒီလိုပဲညီမတက်မတော်ကလည်းဧပြီလ၂ရက်ကနေ22ရက်အထိအဖြစ်ခတ်ရဲစဲကြောင့်ကိုထုတ်ပြန်ထားတာကိုဧပြီလ30ရက်အထိထပ်မံတက်တန်းတိုးထားတယ်ဖြစ်ပါတယ်။တော်လန်ရေးအတွက်အားနည်းတယ်အားမနည်းဘူးဆိုတာကတော့ဒီလူဦးရေ36တန်းရှိတဲ့ပြည်မာကြီးအပေါ်မှာပဲမူတည်ရဲပေါ့လေ။တဲ့တဲ့လူတွေကတော့၈သိန်းတို့၁သန်းတို့၂သန်းတို့ဒီလောက်ပဲရှိတာပေါ့အလွန်ဆုံးမှဆိုရင်လို့ရှိရင်ရခိုင်မှာ ဆိုရင်သုံးတန်းလောက်ပဲရှိတာဖြစ်မယ်ပေါ့လေပြီးမှပုံမှာပဲမူတည်ပြီးတော့ဂျန်နဲဟာတွေကတော့တရုတ်မီးစိမ်းပြထားလို့ရေပြီးတော့စ조사လို့သူတို့တွေကယုံထနိုင်တာဖြစ်တာပေါ့အဲ့လိုပဲအန်ယူဂျီယုံထနိုင်ရင်မြန်မာနိုင်ငံမြန်မြန်လွတ်မြောက်မယ် မယုံထနိုင်ရင်တော့မလွတ်မြောက်ဘူးပေါ့အဲ့ဒီအပေါ်မှာပဲမူတည်ရကျန်တဲ့ဟာတွေကတော့အရင်ပဲဖြစ်တယ်ဆိုပြီးပြောဆိုတာတွေလည်းတွေ့ရပါတယ်အမျိုးသားညွန်ရေးအစိုးရအန်ယူဂျီအနေနဲ့2025ခုနှစ်အတွင်းမှာကြီးမားတဲ့ဒေါ်လာရင်းအလဲပြောင်းဖြစ်ပြီးတော့ဒေါ်လာရင်းအောင်ဖို့ကိုပို့ပြီးတော့စူးစမ်းသွားမယ်ဆိုပြီးတော့အန်ယူဂျီရဲ့ယာယီသမ္မတဒူဝါလက်ရှိလာက2025ခုနှစ်ဧပြီ18ရက်မှာပြောကြားထားလည်းရှိပါတယ်ကောင်းပါပြီရှင်ဒါဆိုရင်ဒီဒီပတ်အတွက်ဆွေးနွေးခဲ့တဲ့အကြောင်းအရာတွေကလည်းစုံစမ်းလောက်ဖြစ်သွားပြီဆိုတော့အစီအစဉ်ကိုဒီလောက်နဲ့ပဲညှိနှိုင်းလိုက်ကြရအောင်လေအခုဆွေးနွေးတိစပ်ပေးခဲ့တာကတော့ CNN သတင်းဌာနရဲ့ဒီပတ်တွင်းသတင်းသုံးသပ်ချက်အစီအစဉ်ပဲဖြစ်ပါတယ်ကြည့်ရှုရ ပေးသူများအားလုံးစိတ်ချမ်းသာကိုကြမ်းပါကြပါစေခင်ဗျာ